ဂုတ်ကန်တက် MMDA နဲ့ PF ကိုကောင်းတက်တီတိုက်ခိုက်သိမ်းပိုက်ထားတဲ့လာရှုကိုစစ်ကောင်စီကပြန်လည်အုပ်ချုပ်သွားမယ်လို့စစ်ကောင်စီနဲ့နေဆက်သူတူကတော့ပြောဆိုလာပါတယ်အရန၂၁နှစ်မတိုင်ခင်ကိုကန့်တက် MMD ကစစ်ကောင်စီကိုလာရှုပြန်ဖို့စစ်စစ်နေတာဖြစ်ပြီးစစ်ကောင်စီဘက်ကဝန်ထမ်းတွေကလည်းအခုလအတွင်းပြန်လည်ဝင်ရောက်နေရယူမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အရင်ဆုံးဌာနဆိုင်ဝန်ထမ်းတွေပြန်ဝင်မယ်တက်ကတော့မီလာလမပြန်ဝင်မယ်လို့စစ်ကောင်စီနဲ့နှိစက်သူတူကတော့ညူလေးမြန်မာကိုအတီးပြုပြောဆိုထားပါတယ်။ MMD အနေနဲ့ Relan စတီးရနေမှာပြီးဆုတ်ခွာမှာဖြစ်သလိုလာရှိုမျိုးပြင်မှာသာ MMD ထူးထူးသားသည့်ဖြစ်ဆက်လက်ထိချုပ်ထားမှာဖြစ်ပါတယ်။လာရှိုမျိုးကို2029ဆစ်စင်ရီဒုတိယပိုင်းဖြစ်တဲ့2024ခုနှစ်ဇူလိုင်လအတွင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့တော်လည်းဖြစ်ပါတယ်နော်။မကောက်မှာစီဝေတယောက်ဖို့ရှိနေတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဖမ်းဆီးပေးဖို့အပြူစံရဲတပ်ဖွဲ့ Interpol ဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကို Burmese Ranger Organization UK ကဒီကနေ့မှတောင်းဆိုလိုက်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်ကို Ranger လူမျိုးတုံးတပ်ဖြတ်မှုနဲ့ ဖေဖော်ဝါရီလ17ရက်နေ့ကအာဂျင်တီးနားနိုင်ငံတရားရုံးကဖော်မလာထုတ်ခဲ့ပြီးတဲ့နောက်ဧပြီလ10ရက်နေ့မှာအပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ Brook အဖွဲ့ကပြောဆိုထားပါတယ်။ထိုင်းနိုင်ငံဟာ1952ခုနှစ်ကတည်းကပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီးတော့ဖော်မလာထုတ်ခံထားသူ Interpol ဖွဲ့ဝင်နိုင်ငံတွင်တွေ့ရှိပါကလုပ်ငန်းစဉ်ရာတရားရုံးကိုတရားဝင်လွှဲပြောင်းပေးဖို့ Brook ကတိုက်တွန်းထားပါတယ်။စစ်ကောင်းဆောင်မင်းအွန်လိုင်းပါဝင် Ranger မျိုးတုံးတပြတ်မှုမှာပါဝင်သူစစ်ကောင်စီရာရှိ23ဦးနဲ့ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်တမရဟောင်းဦးတင်ကျော်တို့ကိုအာဂျင်တီးနားနိုင်ငံယူရစ်မြို့ကတရားဥပဒေရင်းညာလူမျိုးတုံးတက်ဖြတ်မှုနဲ့ဖန်စီဖောင်းရန်ထုတ်တာလည်းဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံလေပိုင်းကိုဗိုလ်ပြုပြီးမတ်လ28ရက်နေ့ကလုတ်ခတ်သွားတဲ့ငရေနန်ခန်းစားခဲ့တဲ့မြန်မာနဲ့ထိုင်းနိုင်ငံကပြည်သူတွေအတွက်များစွာဝမ်းလဲမိကြောင်းတကွက်လုတ်ခေါ်တဲ့အမေရိကန်ပြည်တော်စုဩစတြေးလျအိန္ဒိယနဲ့ဂျပန်အရာကြီးလေးနိုင်ငံကဧပြီလ3ရက်နေ့ကကျင်းပကျက်ထုတ်ပြန်ထားပါတယ် မိမိတို့လေးနိုင်ငံအနေနဲ့အခုချိန်အထိအမေရိကန်ဒေါ်လာတန်း30ကျော်ပမာဏရှိတဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ကတိပြုခဲ့ပြီးဖြစ်တယ်လို့လည်းဆိုထားပါဗျ။ကယ်ဆယ်ရေးပစ္စည်းတွေပေးဖို့နေတယ်လို့ရေးပေါ်စေဝါကုသရေးတင်းတွေငလင်းတန်းခံနေရတဲ့ဒေသတွေမှာချထားပြီးဖြစ်တယ်လို့လည်းဆိုထားပါဗျ။မတ်လ29နဲ့30ရက်နေ့ကအာဆီယံနိုင်ငံရဲ့ဝန်ကြီးတွေရဲ့ထုတ်ပြန်ချက်တွေနဲ့ဒေသတွင်းတခြားနိုင်ငံတွေရဲ့ပတ်မိုးကူညီမှုတွေကိုလည်း The Quest ကကြိုဆိုတယ်လို့လည်းပြောဆိုထားပါဗျ။လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဆိုးရွားပြီးဖြစ်တဲ့မြန်မာနိုင်ငံမှာငလင်းကြောင့်ထိခိုက်တိုက်စုံမှုတွေ ခြေခံအဆောက်အအုံတွေကြီးကြီးများပျက်စီးဆုံးရှုံးမှုတွေကလက်ရှိလူသားချင်းဆိုင်ရာဒုက္ခတွေကိုပုံမဆိုးဝါးစေတယ်လို့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ကြေညာချက်မှာလည်းဖော်ပြထားပါတယ်။လက်တလောပေါ်ထွက်လာခဲ့တဲ့ယာယီပြစ်ခတ်ရစေးလူသားချင်းဆိုင်ရာမှုဆိုင်ရာအကူအညီတွေအချိန်မီပြည့်ဖို့ရေးအစီအစဉ်တွေကိုကြိုဆိုကြောင်းဒီအစီအစဉ်တွေကိုကောင်းလေဖို့ဖို့နဲ့မြန်မာနိုင်ငံတော်ဝန်လူသားချင်းဆိုင်ရာမှုကူညီတွေပေးနိုင်မှုလုံခြုံစစ်ချရတဲ့ပတ်ဝန်းကျင်တစ်ခုဖော်ဆောင်ပေးနိုင်မှုအဖွဲ့အားလုံးကိုတောင်းဆိုပါလေလို့လည်းပါရှိပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ Indo-Pacific Data ပြပေါ်ရေးအတွက်တဘာဝဘေးရန်တွေနဲ့ Data တွေတည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက်စိန်ခေါ်မှုတွေတုံ့ပြန်ရေးဒီနေ့နိုင်ငံကအတူတကွပိုးလေးလှုပ်ဆောင်မှုကတိပြုထားတယ်လို့လည်းကြေညာချက်မှာဖော်ပြပါရှိပါတယ်ခင်ဗျာ New Day မြန်မာရဲ့ညနေခင်းသတင်းအစီအစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတဲ့ကြညာ9:00နာရီတိုင်းမှာတင်ဆက်ပြီးမှပြည်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပြီခင်ဗျာ